ကဲကျွန်တော်ဆက်လက်ပြီးတော့တင်းလာသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့16ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့20ရက်မှာ2ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့။အဒီကာလတော့တွင်းမှာကျွန်တော်တင်းလာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြအောင်။ကတင်းလာသားသမီးမိတ်ဆွေများအနေနဲ့ရင်ဆက်ပစ္စည်းဝင်တတ်တယ်ရင်ဆက်နဲ့ပတ်သက်တဲ့စက်တူလုပ်ငန်းတွေအောင်မြင်မှာဖြစ်တယ်။ ဲ့တော့ဒီတစ်ပတ်တည်းမှာစနေနံပစ္စည်းတွေလည်းဝင်နိုင်တယ်ထိဖက်နဲ့အထက်စသဖြင့်ဝင်လို့ရှိရင်ကောင်းတယ်အဲ့တော့ဒီတစ်ပတ်မှာကိုယ်ပံ့ပိုးမဲ့သူထောက်ပံ့မဲ့သူအဲဆူရာမျိုးတွေကိုယ်မှာရှိနေတတ်တယ်အလောက်ကန်စီဝိုင်းနဲ့ပတ်သက်ရင်တိတိတသာရှေ့တိုးရောက်လာမယ်အလောက်ကန်စီဝိုင်းနဲ့ပတ်သက်လို့ခရီးထွက်ရရင်ကောင်းတယ်အဲ့တော့ကိုယ်ကြီးခဲ့တဲ့သူတွေကကိုကြီးထောက်ပံ့တာစောင့်ရှောက်တာမျိုးတွေကြုံရတတ်တယ်ငွေချင်းနဲ့ပတ်သက်ရင်တော့နည်းနည်းလေးငွေကုန်ကြေးကြများတတ်တယ်ငွေချင်းနဲ့ပတ်သက်ရင်ကိုယ့်အတွက်မဟုတ်ပဲတခြားသူအတွက်ဆုံးရှုံးရတာမျိုးလေးတွေဖြစ်တတ်တယ် ခြေအိမ်တော်ရဲ့မြစ်တာကြီးပေါ့အခြေအိမ်တော်ရဲ့မြစ်တာကြီးနဲ့ပတ်သက်လာရင်ဒီတစ်ပတ်မှာနည်းနည်းလေးစိတ်ညစ်ရတာစိတ်ဆင်းရတာမျိုးတွေကြုံတွေ့နိုင်တယ်ပညာဆိုင်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်မှာလုံးမယ်ဆိုအောင်မြင်မယ်စကားခီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့စကားခီးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီလုံးမယ်ဆိုရင်တော့အဒီဘက်မှာအောင်းမြင်နိုင်တယ်ကောင်းသောခီးတွေကြုံရတတ်တဲ့ခီးနီးခီးဝေးဖြစ်မယ်အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေအောင်းမြင်မယ်ရေးကြီးတဲ့စကားတွေပြောဖို့ဆိုဖို့ဆိုရင်လည်းကိုယ့်ဘက်ကအတားရအနိုင်ရပြီးတော့အောင်းမြင်မှာဖြစ်ပါတယ် ကျမကြီးထူထူထောင်ထောင်ဖြစ်ပါတယ်ကျမကြီးသူကစိတ်ညစ်စရာမလို့ထူထောင်ကောင်းမွန်တဲ့အခြေအနေမှာရှိတယ်ဒီတစ်ပတ်ဒီကံကောင်းနေတဲ့တပတ်တာမှာပါဝင်နေတယ်ဒီတစ်ပတ်ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍဒီနှစ်ကဏ္ဍအကျိုးပေးတဲ့အကြောင်းဒီအပြာရောင်ဖြစ်ပါတယ်တင်းလာသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ခဲ့တာပါ